အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခွဲစိတ်ပညာရဲ့သမိုင်းကိုလေ့လာခြင်းအပိုင်း16ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ခွဲစိတ်ပညာရဲ့သမိုင်းကိုလေ့လာခြင်းမှာအပိုင်း15မှာမိစိတ်ပညာတိုးတက်လာတာနဲ့မြခွဲစိတ်မှုတွေကလည်းတိုးတက်လာတယ်ဒါပေမဲ့ခွဲစိတ်မှုတွေတိုးတက်လာတဲ့အများလူနာတွေကကောင်းမွန်သွားမယ်အစားဘာဖြစ်လာလဲဆိုတော့ခွဲစိတ်ပီကာစအချိန်နေမှာ ပိုးဝင်တာတွေကြောင့်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်ခွဲစိတ်မှုတွေ များရင်များတယ်လို့ခွဲစိတ်လိုက်တဲ့ဓာတ်ချက်တိုင်းဟာခန္ဓာကိုယ်ကိုကာကွယ်ပေးထားတဲ့အကြီးဆုံး organ ဖြစ်တဲ့ skin barrier ပေါက်သွားတာနဲ့ဒီ microorganism လို့ခေါ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့သေးငယ်တဲ့ bacteria တွေဟာဒီလူခန္ဓာကိုယ်ထဲကိုဝင်ပြီးတော့ဒုက္ခအများကြီးပေးနိုင်ပါတယ်။အဲ့ဒီအချိန်1845ပတ်ဝန်းကျင်မှာအဲ့ဒီကိစ္စကိုဘယ်သူမှတွေးတောဆက်ဆက်ကြည့်ပြီးအဖြေထုတ်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့တော့အဲ့ဒီကိစ္စတွေကို ဖြစ်ရှင်းဖို့ theory ကတော့ဒီမကောင်းတဲ့လေလို့ခေါ်တဲ့ miasma theory ပဲဖြစ်ခဲ့ပါတယ်အဲ့တော့ miasma theory အကြောင်းကိုအချင်းချုပ်ပြန်ပြောရရင်တော့ယောဂါတွေဒီကျွန်တော်တို့ရှူရှိုက်နေတဲ့လေတွေမတန့်ရှင်းတာကြောင့်ဖြစ်တယ်ဆိုတော့ theory ကိုအခြေခံထားပါတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီ theory ဟာတော်တော်လေးအားကောင်းလာတာနဲ့အတူတူ hypocrites scaling နောက်ပိုင်းမှာတမားတော်တွေတော်တော်များများလာလေဒီ theory ကို လက်ခံ ကျင့်သုံးလာခဲ့ကြတာ1845အထိရောက်ခဲ့ကြတာပေါ့နော်အဲ့ဒီ ओरी ကသိပ္ပံနည်းကြစမ်းသပ်တွေ့ရှိထားတဲ့အချက်ဒီပုံမှာခြေခံထားတာမဟုတ်ပေမဲ့ဒီ theory ကြောင့်မျိုးပြတွေဟာဘာတွေဖြစ်လာလဲဆိုတော့ဒီမိန်လာစနစ်ကိုစနစ်ကျစွန့်ပစ်လာတဲ့ရေစိုးတွေကိုတခြားစီးစင်းစေတယ်နီးစနစ်တွေလှုပ်လာတယ်နောက်တစ်ခုကတော့ဆေးရုံတွေဆိုရင်လည်းခေါင်းမိုးတွေအမြင်ထားထားတယ် အပရင်ပေါက်တွေကိုလည်းကြည်ကြည်ဖွင့်ထားပြီးလင်းဝင်လက်ထက်ကောင်းအောင်လုပ်ထားခဲ့တဲ့ဒီဇိုင်းတွေကိုပဲဥတည်ခဲ့ကြပါတယ်။ပြောရရင်တော့ဗျာဒီ miasma theory ကြောင့် civilization မှာလည်းကောင်းတဲ့အပြောင်းလဲတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့မဖြေရှင်းနိုင်တာကတော့ဒီမျိုးကားတွေဖြစ်ပေါ်တဲ့ပုံစံပေါ့နော်။အဲဒီပုံစံကိုတော့ miasma theory ကတိတိကျကျဖြေထုတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။ ဲ့တော့အဲ့ဒီပြဿနာကိုသာဆွဲထုတ်ပြီးတော့ဒီကမ္ဘာလုံးကတိလာအောင်ချပြခဲ့တဲ့သူကတော့ကျွန်တော်တို့ ਨੇ မစိမ့်လာတဲ့ကလိုရိုဖောင်းကိုစနစ်တကျလူနာရီစီကိုမေဆေးပေးဖို့စတင်စူးစမ်းခဲ့တယ်မေဆေးဆောင်ဂျွန်စနိုးပဲဖြစ်ပါတယ်အဲ့တော့ဆက်မှုဒေါ်လာကြီးဖြစ်လာတာ ਨੇ အများအင်္ဂလန်နိုင်ငံရဲ့အဓိကနှလုံးသွေးဖို့မျိုးကြီးဖြစ်တဲ့လန်ဒန်မှာလည်းစိတ်ယုံအလို့ယုံနေဟာတကယ်ကိုမှုလို့ပေါက်လာပါတယ်အဲ့ဒီကထွက်တဲ့မိကူးငွေတွေ အဲ့ဒီအထွက်တဲ့အညစ်အကြေးတွေကစနစ်တကျစီစဉ်နေကြတာမဟုတ်ဘဲနဲ့ဖြစ်တယ်လို့ဖြစ်ခဲ့တာပေါ့ဗျာအဲ့တော့လန်ဒန်ရဲ့လမ်းမတွေဟာလည်းညစ်ပတ်ပြီးဆုတ်ပြီးတော့ငကိုရီးယားမှာစူထိုင်းစာများလာတဲ့အင်္ဂလန်ရာသီဥတုမှာအနံ့ဆိုးတွေကလည်းတကယ်ကိုမခံမရနိုင်တော့အောင် ပြန့်နှံ့နေခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာကောလာရာလို့ခေါ်တဲ့ကာလာဝိုင်းယောဂါကလည်းလန်ဒန်တစ်မြို့လုံးမှာကပ်ယောဂါအသွင်ကြီးကြီးမားမားကိုဖြစ်ခဲ့တာပေါ့ဗျာ ော်လာရဲ့ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အချက်ကိုဆရာဝန်တွေကလည်းအရင်နှုန်းကလက်ကင်ထားခဲ့တဲ့ဒီမီယာစမာသီအိုရီကြောင့်ဆိုပြီးတော့ကောက်ချက်ချခဲ့တာပေါ့နော်အဲ့ဒီကောက်ချက်ကိုမယုံကြည်ပဲနဲ့ဒီကော်လာရာဒီလေကြောင့်မဟုတ်ဘဲနဲ့ရေကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ရက်တီချက်ကိုစတင်စုပ်ကင်ပြီးတော့စုံစမ်းထောက်လန်းခဲ့သူကတော့ဒေါက်တာဂျွန်စနိုးပဲဖြစ်ပါတယ် ဒီအင်္ဂလန်မှာရှိတဲ့ဒီအနံဇိုးတွေပြည်နေတဲ့လမ်းမတွေကြောင့်လူတွေဟာဒီလိုမျိုးယောဂါတွေကိုခံစားရတယ်ဆိုပြီးတော့အဲ့ဒီတုန်းကစိပညာအတိုင်းဝန်းကလည်းဆက်လက်ပြီးလက်ခံယုံကြည်ထားဆဲပဲဖြစ်ပါတယ်သူရဲ့လောဘကံမဲ့တရားမကောင်းတဲ့လေကိုပဲအပြစ်မြင်ပြီးလက်ညှိုးထိုးနေကြတဲ့အချိန်မှာတော့ဒေါက်တာစနိုးဟာသူတို့ထောက်သုံးတဲ့ရေကိုစုံစမ်းဖို့စတင်ပြီးတော့အကြံရခဲ့ပါတယ်။အဲတော့သူ့ရဲ့တွေးခေါ်စဉ်းစားပုံက တကယ်ကိုရိုးရှင်းပြီမယ်လေအဲ့ဒီခေအဲ့ဒီကာလကသူ့တကင်ကြီးနေရဲ့အယူဆနဲ့တော့တောင်းတမ်းမြောက်လို့ပေါ့နော်လာလာမြမတိုက်ဆိုင်ပဲဖြစ်နေတာပေါ့ဗျာအဲ့တော့သူကယူဆချက်တွေမတိကျတဲ့ theory တွေစာသူကိုယ်တိုင်လေ့လာထားတဲ့အချက်လက်တွေကိုစုစည်းပြီးတော့ဖြစ်နိုင်တဲ့ theory တစ်ခုကိုတင်ပြဖို့စိတ်အားထက်သန်နေခဲ့ပါတယ်။ August လရဲ့နောက်ဆုံးအပတ်မှာတော့ဒီအင်္ဂလန်မှာရှိတဲ့ Soho ရပ်ကွက်မှာဒီ Color Wine Yoga ကတ်ထပ်ဖြစ်ပေးမှာတယ်။ ဆယ်ရက်အတွင်းမှာပဲလူ9000ကျော်လောက်အသက်ဆုံးရှုံးခဲ့ရတဲ့အထိကိုကူးစက်မှုကတော်တော်လေးပြင်းထန်ခဲ့ပါတယ်။သူ့ရဲ့လုံဖို့ကင်ဘက်တွေ စောက်တီယာမြန်ခြောက်ချပြီးတော့ဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေတဲ့အချိန်မှာဒေါက်တာစနိုးကသူ့အေးအေးနဲ့ပဲအဲ့ဒီ case တွေအကြောင်းကိုစတင်စုံစမ်းဖို့ data တွေကိုကောက်ယူခဲ့ပါတယ်သူ့ရဲ့တွေးခေါ်ဟာအဲ့ဒီသူနဲ့ခစ်ပြိုင်ဆရာဝန်တွေရဲ့တွေးခေါ်နဲ့လုံးဝခြားနားနေခဲ့ပါတယ်သူကလူနာတွေကိုကုသပေးုံသာမကပဲနဲ့သူတို့ရဲ့နေပုံထိုင်ပုံ စားပုံတောက်ပုံသူတို့ရဲ့တောက်ရည်ဘယ်ရရတယ်လဲသူတို့ရဲ့နေ့စဉ်သုံးတဲ့ရည်ကိုဘယ်ရသုံးတယ်လဲအိမ်မှာလူဘယ်နှယောက်နေလဲဘယ်နှယောက်ကကာလဝမ်းယောဂါပို ကူးဆက်ပြီးတော့ဈေးဆုံးသွားတယ်ဆတဲ့အချက်လက်တွေကိုသူနီးသူဟန်နဲ့စနစ်တကျကောက်ယူခဲ့ပါတယ်ဆိုဟိုမျိုးရက်ွက်ရဲ့မြေပုံပေါ်မှာသူပြရှိလာတဲ့ဒီအချက်လက်တွေကိုတင်လိုက်တဲ့အခါမှာစိတ်ဝင်စားစရာကောင်းတာတွေအများကြီးတွေ့တွေ့ရပါအဲ့ဒီဈေးဆုံးမှုမြင်မာတဲ့နေအိမ်တွေဟာတနေရာထဲမှာပဲထူးထူးခြားခြားတွားပြီးတော့စုနေတာကိုသူသတိထားမိလိုက်ပါတယ်ဒီမကောင်းတဲ့လေကြောင်းဒီလိုမျိုးကလဝိုင်းယောဂါလိုဟာမျိုးတွေဖြစ်တယ်ဆိုရင် တည်ဆုံးမှုကိစ္စဟာတနေရာထဲမှာစုနေတာမျိုးမဖြစ်သင့်မယ်ねဒီအင်္ဂလန်ရဲ့နေရာအနှံ့အပြားမှာပဲကြဲကြဲပဲရှိနေတင်တာပေါ့နော်ဒါပေမဲ့သူကောက်လို့ရလာတဲ့ data တွေကတော့တည်ဆုံးမှုအများဆုံးနေရာတွေဒီတနေရာထဲမှာပဲသွားပြီးတော့စုနေတာကိုသူတွေ့လိုက်ရပါတယ် grocery လို့ခေါ်တဲ့လမ်းကရေပုံပိုင်းနားမှာရှိတဲ့ရက်ွက်ကလူတွေဟာတိဆုံမှုအများဆုံးဖြစ်နေတာအိုးစိတ်ဝင်စားစရာသူသွားတွေ့ပါတယ်အဲ့ဒီရေပုံပိုင်းနားမှာနေတဲ့လူတွေအဲ့ဒီရေပုံပိုင်းက ရေကိုတောက်တဲ့လူတွေမှာကာလာဝန်ယောဂါဟာပို့ပြီးတော့အဖြစ်များပြီးပို့ပြီးတော့တိဆုံးမှုနှုံများတယ်ဆိုတာကိုသူသွားတွေ့ပါတယ်။အဲ့ဒီမှာသူ့တီအိုတွေကိုအထောက်ပံ့ပေးနိုင်မယ်။တခြားထူးဆန်းတဲ့ကိစ္စတွေလည်းသူတွေ့လာပါတယ်။အဲ့ဒီနားမှာရှိတဲ့ဘီယာချက်ဆက်ယုံမှာရှိတဲ့အလုပ်သမားတွေနဲ့အဲ့ဒီမှာနေထိုင်တဲ့သူတွေဟာအဲ့ broad lemma ပေါ်မှာရှိတဲ့ရေပုံမှန်ရေကိုမတောက်ဖဲနဲ့သူတို့ရေကနေချက်လုပ်ထားတဲ့ဘီယာကိုပဲရေအစား တောက်ကြတာကိုတွေ့ရပါတယ်အဲ့ဒီအုပ်စုမှာကာလာဝိုင်းယောဂါဟာမဖြစ်တော့နေပါပြီးတော့နောက်ထပ် community အသေးလေးတစ်ခုမှာလည်းသူတို့ဟာသူတို့ရဲ့ကိုပိုင် ပုံပိုင်နေရရှိကိုတောက်ကြတဲ့အတွေ့သူတို့မှာလည်းကာလာဝိုင်းယောဂါဖြစ်ပွားခြင်းမရှိတော့နေတာကိုစိတ်ဝင်စားစရာတော်ပြီးတော့တွေ့ပါတယ်စိတ်ဝင်စားစရာအချက်တစ်ခုလည်းထပ်ရှိပြန်ပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီဆိုဟိုရက်ခွက်နဲ့တော်တော်လှမ်းတဲ့နေရာမှာရှိတယ်ဖွားကြီးတယောက်ဟာကာလာဝိုင်းယောဂါကြောင့်ဆုံးပါသွားခဲ့ရပါတယ် အဲ့တော့သူ့ case ကို John Snow ကလိုက်ပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကြီးဟာဒီ Soho ရက်ကွက်ကမှရှိတဲ့ရေပုံမှန်ရေကိုအရသာကောင်းတယ်ဆိုပြီးတော့မြင်းလဲနဲ့နေ့စဉ်မှာတောက်လေးရှိတယ်ဆိုတဲ့အချက်ပါပဲအမျိုးသမီးကြီးဟာ Soho မှာကြီးပြင်းလာတာဖြစ်တဲ့အတွက်ကြောင့်မို့သူတောက်နေကြရေပုံမှန်ရေကိုပဲနေ့စဉ်မှာတောက်လေးရှိတာကတကယ်ထူးခြားတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့သူ့မြေပုံမှာတင်ထားတဲ့အဆက်လေးတွေဟာဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပါပြီကလာဝမ်းယောဂါ outbreak ဒီလေးချောင်းမဟုတ်ဘဲနဲ့ရေချောင်းဖြစ်တယ်ဆိုတာကိုသူ့ရဲ့ data တွေရအချက်လက်တွေရအားလုံးကိုတေချာလေးချပြနိုင်တဲ့အနေအထားကိုအထိရုံလုံးပေါ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအချက်လက်တွေနဲ့ data တွေကိုယူပြီးတော့ John Snow ဟာအာနာပိုင်းနေရှိကိုသွားပြီးတော့သူ့ရဲ့ theory သူ့ရဲ့တွေ့ရှိချက်တွေ သူရဲ့ data တွေ case တွေကိုတခြားလေးရှင်းပြခဲ့ပါတယ်။သူရှင်းပြတဲ့အထဲမှာတော့ဈေးပညာဆိုင်ရာနည်းနည်းလေးရှုပ်ထွေးတဲ့ကိစ္စတွေဘာမှမပါပါဘူး။ဒီတမန်မြေပုံလေးတစ်ခုမှရှိတယ်။ဒီဆုံးမှုနှုံးနေတဲ့အချက်လက်ကလေးတွေနဲ့ယုတ်တိဗေဒကြကြစဉ်းစားတွေးခေါ်ထားတယ်။စဉ်းစားတွေးခေါ်ပုံကိုပဲသူရဲ့ theory ကိုမယုံကြည်ကြတဲ့တခြား theory တစ်ခုကိုလက်ကင်ဆွဲထားတယ်။ရှားဝင်အတိုင်းဝိုင်းမှာခြပြခဲ့ရတာဆိုတော့လွယ်လွယ်နဲ့တော့ လက်ခံခဲ့ကြပါအောင်။ဘယင်းတော့ကလက်ခံလာတဲ့ miasma theory ကိုအခြေဖြတ်ဖို့ရတယ်။ဘယ်လွယ်လိမ့်မလဲဗျာ။အဲ့တော့ miasma ကြောင့်ဖြစ်တယ်ဆိုရင်ဘာကြောင့်လို့ဒီယောဂါတွေသိဆုံးမှုတွေကရေပုံပိုင်းလေးနားမှာပဲစုစည်းပြီးတော့ဖြစ်နေရတာလေ။တခြားနေရာတွေမှာဘာလို့မဖြစ်တာလဲဆိုတာကိုသူကမေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့တော့ဘုံအဖွဲကလက်ခံတာမလက်ခံတာအပထားပါဗျာသူတောင်းဆိုတာလည်းရှင်းပါတယ်ကဲကျွန်တော်မယုံဘူးဆိုရင်ဒီရေပုံပိုင်းကိုအသုံးပြုခွင့်ကိုခဏခဏပိတ်ကြည့်လိုက်ပါပိတ်ကြည့်လိုက်လို့မှဒီယောဂါတွေဒီတိတတရော့မသွားဘူးဆိုရင်တော့လေကျွန်တော်ဒီ ory မှားတယ်ပေါ့ဗျာခင်ဗျားတို့လည်းဒီနည်းတပုံစဉ်းစားလို့ရတာပေါ့ဆိုတော့အချိုးချောင်းတင့်တဲ့အဖြေတစ်ခုကိုပါသူကဘုံအဖွဲကိုတင်ပြခဲ့ပါတယ်သူရဲ့တင်ပြချက်ကြောင့်ပဲ1954ခုနှစ်စက်တင်ဘာ10ရက်နေ့မှာ ဒေတာအာနာပိုင်တွေကအဲ့ဒီရေပုံပိုင်ကနေပြီးတော့ရေပုံပိုင်နှိမ့်တဲ့လက်ကင်ခေါင်းကိုဖြုတ်ပြီးတော့ဂျွန်စနိုးရဲ့ theory ကိုစမ်းသပ်ဖို့သဘောတူလိုက်ကြပါတယ်။ရလက်ကတော့တော်တော်လေးကိုတိတာတယ်လို့ပြောရမှာပေါ့ဗျာ။အဲ့ဒီ broad street ပေါ်ကနေပြီးတော့ရေပုံပိုင်အလုံးမလုံးတော့တဲ့လူတွေဟာရေရဖို့အတွက်တခြားနေရာကရေကိုသွားပြီးတော့ယူပြီးတော့တောက်ရပါတော့တယ်။ရပိုင်းတွင်းမှာပဲဆိုဟိုမှာရှိတဲ့ဒေတာကန်ကြီးကြားထဲမှာကာလာဝမ်ယောဂါဖြစ်ပွားတဲ့ new case လို့ခေါ်တယ်။ လူနာအသည့်တွေဟာတိတာစွာပဲကြဆင်းလာတာကိုတွေ့ရှိလိုက်ရပါတယ်။တောမီလိုပြန့်နှံ့ခဲ့တဲ့ဒီကာလာဝမ်ယောဂါကကြီးဟာဒီဆုံးမှုနှုံးတွေယောဂဖြစ်အသည့်ဖြစ်ပွားမှုနှုံးတွေတိတိတသာကြဆင်းသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။ပြောရရင်တော့ဒီတွေ့ရှိချက်ဟာမော်ဆန်နဲ့ထူးခြားဆန်းကျယ်တွေ့ရှိချက်မဟုတ်ပါဘူး။အရာရာကိုပညာမျက်လုံးနဲ့စနစ်တကျစီမံခန့်ခွဲမြင်နိုင်တဲ့ယုတ်တိပေတာအတွေးခေါ်တစ်ခုပဲဖြစ်ပါတယ်။ Broad Street မှာရှိတဲ့ရေတွင်းကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာအဲ့ water source ဟာအခြားညဉ့်ညမ်းတဲ့မိလာပိုက်တွေနဲ့ဆက်ဆက်နေတယ်ဆိုတာကိုအနာပိုင်တွေကတွေ့ရှိခဲ့ပါတယ်။အဲ့တော့ Dr. Snow ရဲ့ဒီယူဆချက်ဟာခိုင်မာသွားခဲ့ရပြီပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ကိုအဓိကတတ်နေတာလေမဟုတ်ပါဘူး။ကျွန်တော်တို့တောက်သုံးနေတဲ့ရေပဲဆိုတာကိုသူ့အနေနဲ့ပထမဆုံးသမိုင်းမှာခိုင်ခိုင်မာမာတက်တည်ပြနိုင်ခဲ့တယ် ပုံကူတယောက်ပဲဖြစ်ပါတယ်ဒီတွေ့ရှိချက်ဟာအဲ့ဒီဆိုဟိုပတ်ချာလဲကလူတွေရဲ့အသက်ကိုကဲတင်နိုင်ခဲ့ုံပဲမကပဲနဲ့ဂျွန်စနိုးဟာ epidemiology လို့ခေါ်တဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာသိပ္ပံပညာတစ်ခုကိုစတင်ပြီးတော့အုံမြင့်ချလိုက်တာပဲဖြစ်ပါတယ် လူနာရဲ့ data တွေစူးစီးမယ်မြေပုံပေါ်မှာတင်မယ်ပြီးကြရင်သူတို့ရဲ့ယောဂဖြစ်ပွားမှုပုံစံတွေသူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေသူတို့တောင်းထုံးတဲ့ရည်တွေစတဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့ယုတ်တိဗေဒကြကြခွဲခြမ်းဆိပ်ဖြာပြီးတော့ပြုလုပ်ထားခဲ့တဲ့သိပ္ပံပညာပဲဖြစ်ပါတယ်အဲ့တော့ epidemiology ဆိုတာကတော့ဘာမှလို့နားလည်ပြောရရင်ယောဂတွေ ဘယ်လိုနေရာတွေမှာဖြစ်ပွားတယ်ဖြစ်ပွားတဲ့ယောဂါတွေပြန့်ပွားမှုကိုဘယ်လိုဟာတွေကကူညီထောက်ပံ့ပေးတယ်ဘယ်လိုလူတွေမှာပုံပြီးဖြစ်တယ်ဆိုတာမျိုးတွေကိုလေ့လာရတယ်ပြည်သူ့ကျန်းမာရေးပညာရဲ့တစ်ခုပဲဖြစ်ပါတယ်အဲသူ့ရဲ့တွေ့ရှိချက်တွေကြောင့်ဆေးပညာဆိုတာလူတယောက်ချင်းစီကိုပဲဆေးတွေပေးမယ်ဆေးတွေထိုးမယ်ခွဲစိတ်ကုသတာမျိုးမဟုတ်ဘဲနဲ့လူတိုင်းဝိုင်းတစ်ခုလုံးရဲ့ကျန်းမာရေးကိုဘယ်လိုခရုဆရမယ်ဘယ်လိုနည်းတွေနဲ့ကာကွယ်ရမယ်ဆိုတဲ့နည်းလမ်းတွေကိုပါ ပေါ်ပေါက်လာစေခဲ့တဲ့အထွေရှိချက်လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ယောဂါရီဆိုတာတော့ကမ္ဘာကမ္ဘာသမိုင်းတစ်လျှောက်လုံးမှာဖြစ်လာခဲ့ကြတာပါပဲကျွန်တော်တို့အခုလက်ရှိအကြသေးခင်မှာလဲ COVID-19 ကယောဂါကျွန်တော်တို့ခံစားခဲ့ရပါပြီ ဒေါက်တာစနုရဲ့တွေ့ရှိချက်ဟာဒီပြည်သူ့ချမ်းသာရေးအတွက်လုံးဝအရေးကြီးတဲ့ဒေါက်တာကြီးတစ်ခုဖြစ်ခဲ့တယ်လို့လုံးဝအောင်မြင်တဲ့သက်တည်ပြချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ကမ္ဘာ့ချမ်းသာရေးအဖွဲ့စည်းလိုဟာမျိုးတွေဟာဒီလိုမျိုးအချက်လက်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့လူတိုင်းဝိုင်းကြီးတစ်ခုလုံးကိုကာကွယ်ဖို့အတွက်အချက်လက်စုဆောင်းတာတွေ၊ကြိုတင်ပြင်ဆင်တာတွေ၊ဟောကိန်းထုတ်တာတွေလုပ်နိုင်လာကြတာဖြစ်ပါတယ်။ ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြရတဲ့ပရိသတ်တယောက်တစ်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်။အဲဘာမကြည့်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ page လေးနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့ဒီနေရာနေပြီးတော့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက် episode တွေနဲ့အတူပြန်လာခဲ့ပါမယ်။